ဟယ်လိုအဆရာပက်လားဗျအဟုတ်ကျွန်တော်ဘူထက်ကြည့်ပါမြန်မာနိုင်ငံကပါမန်စရီဖန်ပါဗျအဟုတ်ကျွန်တော်တခုလောက်တောင်းဆိုချင်လို့ဗျအဲ့ဒါကကလပ်ကပဖလားမလီဆရာပတ်တို့အတင်းကအဟီလေတင်းနဲ့တွေ့နေတာမူလားအဲ့ဒါကြောက်လို့ရှင်အဟီလေတင်းနဲ့တွေ့တဲ့ချိန်ကျရင်နည်းနည်းရှော့ရှော့ပေါ့ပေါ့လေးလှုပ်ဖို့တောင်းဆိုချင်တာဗျအဟုတ်ဘာဖြစ်လို့လဲဆိုတော့အော်အဲ့ဒီအတင်းမှာကျွန်တော်တို့အချစ်တော်ကစားသမားတစ်ယောက်ပါတယ်လေကန်ဆယ်လို့လीဆရာပတ်တည်ရမလား ဟုတ်ဟုတ် cancel လို့မျက်နှာထောက်ထားပြီးတော့ရှော့ရှော့ပေါ့ပေါ့လေးလုပ်ဖို့လမ်းတောင်းဆိုတာဗျအော်ဟုတ်ဟုတ်ဟုတ်အဲ့ဒါလေးပြောချင်တယ်လို့ဗျကျေးဇူးပဲနော်ဆရာပတ်မင်္ဂလာပါကျွန်တော်တို့ဗူထက်ကြည့်ပါ man city တွေကိုမြဲတင်ဆက်ပေးနေတယ် man city fan တယောက်ပါဗျအဲ့တော့ကျွန်တော်တို့ man city တင်ကဒါ club world cup ပြိုင်ပွဲမှာ air hill တင်းနဲ့16တင်းရှုံးတဲ့အဆင့်မှာတွေ့နေရပေါ့နော်အဲ့တော့ ကျွန်တော်တို့မန်စီတင်းရဲ့လမ်းကြောင်းကတော့ချောင်းတယ်လို့ပြောလို့ရတယ်ဗျာအဲ့တော့အဲဟီလဲတင်းဆိုတာကကျွန်တော်တို့ဒါ sorry club ပေါ့နော် sorry club လို့ပြောပြီးမဲ့ဒါနီးပြားကအစဒါကစားသမားတွေအစုံပေါ့နော်ဥရောပကစားသမားတွေများတယ်ဗျအဲ့တော့ sorry club လို့ဒါပြောတာအာဥရောပကစားသမားတွေ ਨੇ ဖွဲ့စည်းထားတဲ့တင်းပေါ့နော်အဲ့တော့ကျွန်တော်တို့မန်စီတင်း level တော့မဟုတ်ဘူးဗျအဲ့တော့မန်စီတင်းကအဲဟီလဲအတင်းကိုကျွန်တော် AC လေးကြော်ဖြတ်နိုင်တယ်အဲ့တော့ကျွန်တော်တို့မန်စီတင်းကဒါဂျူဝင်တက်စ်အတင်းကိုအနိုင်ကစားခဲ့လို့ ဒီအုပ်စုဘက်ကိုရောက်လာတာပေါ့နော်အဲ့တော့ဖိုင်နယ်ထိလမ်းကြောင်းကတော့ရှင်းတယ်လို့ပြောလို့ရတယ်ဗျာကျွန်တော်တို့မန်စီတင်ကဥမာအယ်ဟီလေအတင်းကိုနိုင်သွားတယ်အဲ့ဒါဆိုနိုင်လို့ရှင်တစ်ဖက်ကဖလူမီနစ်နဲ့အင်တာမီလန်ဘယ်အတင်းမဲ့တက်လာတက်လာကျွန်တော်တို့မန်စီတင်ရဲ့ level မဟုတ်ဘူးအဲ့လိုပဲစင်မီဖိုင်နယ်အဆင့်ကိုတက်ရောက်သွားရင်မလားတစ်ဖက်ကတက်လာမှာကချက်စီဘင်ဘီကအာပြီးရင်ဘရာဇီးကလပ်အတင်းနှစ်တင်းပေါ့နော်အဲ့လေးတင်းလုံးကမန်စီတင်ရဲ့ level မဟုတ်ဘူးအဲ့တော့ဘယ်အတင်းမဲ့စင်မီဖိုင်နယ်ကိုတက်လာတက်လာအေးစီစီပဲအဲ့တော့မန်စီတင်ကဖိုင်နယ်ထိ အေးစီလမ်းကြောင်းရှင်းနေရပဲဗျာအေးစီစီလေးကကျွန်တော်တို့မန်စီတင်ကန်တော်ဖိုင်နယ်ဒီအေးစီရောက်တယ်အေးဒါပေမဲ့တစ်ဖက်ကကြတော့ကျွန်တော်တို့လုံးဝလမ်းကြောင်းကြီးကကြက်တယ်ဗျာဥပမာ real metric ကိုပဲကြည့်အခုတို့ပထမဆုံးတွေ့နေတာ juventus okay juventus အတင်းကိုတို့နိုင်သွားတယ်နိုင်သွားတယ်ဆိုရင်တော့ကျွန်တော်တို့ဒါတစ်ဖက်ကအာ dortmund နဲ့တွေ့မှာပေါ့နော်အဲ dortmund ကိုနိုင်သွားတယ်ပဲထောင်စမီးဖိုင်နယ်ကြလို့ရှိရင်တစ်ဖက်က တရင်တက်လာလိမ့်မယ် PSG လာ Bayern Munich လာအဲ့တော့အဲ့နဲ့တင်းနဲ့နိုင်တဲ့တင်းအဆင်မီဖိုင်နယ်ကိုတက်လာမှာဆိုတော့ Real Madrid ကဆင်မီဖိုင်နယ်ကိုရောက်ရင်တော့ PSG တို့မဟုတ် Bayern Munich အာအတင်းနဲ့တွေ့မှာဆိုတော့လမ်းကြောင်းကြီးက ရှယ်ကြက်တာဗျာအဲ့လိုပဲ PSG ကလည်းကျွန်တော်တို့နိုင်ပြီလို့ရှိရင် Bayern Munich နဲ့တွေ့မှာ Bayern Munich နဲ့တွေ့ပြီးတော့ရင်ကျွန်တော်တို့ Bayern Munich ကိုအနိုင်ကံပြီးရင်တော့ Real Madrid နဲ့တွေ့မှာတွေ့ပြီးတော့မှ final တက်မှာဆိုတော့ကျွန်တော်တို့ Man City အနေထားနဲ့ရှင်လိုက်ရင်အဲ့ဘက်အုပ်စုဘက်ကပို့ပြီးတော့ကြက်တယ်လို့ပြောလို့ရတယ်ဗျာအဲ့တော့ခြေစွမ်းဘလောက်ပဲကောင်းကောင်းတွေ့မဲ့အတင်းတွေက ဟိုပြောရမယ်ဆိုကိုယ်အချိန်မရွေးအနိုင်ကန်သွားနိုင်တယ်အချိန်မရွေးဂိုးရသွားနိုင်တယ်အတင်းတွေဖြစ်တာကြောင့်ဒါပွဲကျက်တယ်လို့ပြောလို့ရတယ်ဗောနော်အဲ့တော့မန်စီးတင်းနဲ့ရှင်မယ်ဆိုရင်တော့တို့တင်းဒီဘက်ကပွဲကျက်တယ်မန်စီးတင်းကတော့ဖိုင်နယ်ထိလမ်းကြောင်းရရှင်းနေတယ်ဖိုင်နယ်ကျမှကျွန်တော်တို့ဒါ PSG by Real Madrid ဘိုင်ယန်မြူးနဲ့ဒရင်းနဲ့ကန်ရဖို့များနေရဆိုတော့အဲ့အချိန်ကျမှကျွန်တော်တို့ပွဲကောင်းတစ်ပွဲကိုကြည့်ရဖို့ရှိတယ်ဗောနော်အဲ့တော့မန်စီးတင်းကတော့ရှင်းနေကျွန်တော်တို့ဖိုင်နယ်ထိလမ်းကြောင်းတော့ရှင်းနေပြီအဲ့တော့ဘာပဲဖြစ်ကျွန်တော်တို့မန်စီးတင်းကတော့ဒါကလပ်ဝေါ်ကပ်ပြိုင်ပွဲကိုဒါ အရယူမယ်လို့တော့ကျွန်တော်မျှော်လင့်လို့ရနေပြီအဲ့တော့ကျွန်တော်အစအပြောခဲ့တယ်လို့ပဲကျွန်တော်ကလပ်ဝေါ်ကပ်ပြိုင်ပွဲကိုမရလဲဘာမှတော့မဖြစ်ဘူးဗျာကျွန်တော်မန်စီတင်ကခုမှပြီးခဲ့တဲ့ဆိုးရွားတဲ့ຢာတွေတခုကိုကြုံခဲ့ပြီးရတဲ့နောက်မှာခုမှပြန်တိဆောက်နေတဲ့ကာလဒါပေမဲ့ဂျူဝင်တက်စ်မှပြတ်တိုက်ခဲ့တဲ့ခြေစွမ်းအရာတော့ကျွန်တော်ကလပ်ဝေါ်ကပ်ကိုမျော်လင့်လို့ရပြီလို့ပြောလို့ရတယ်ဗျာအဲ့တော့ဂိုးရလက်တယ်မဟုတ်ကစားပုံကပါကျွန်တော်တို့အရင်လိုမန်စီးတီးပုံစံမျိုးပဲကစားပြသွားတာဖြစ်တဲ့အတွက် ကျွန်တော်မျော်လင့်လို့ရတာပေါ့နော်ကျွန်တော် Man City ပြိတက်တွေတင်ကလပ်ဝေါကပ်ကို Man City ရမယ်လို့ညွန်မှန်းတာမဟုတ်ဘူးဗျတချို့အရင်တော့ဆိုဒီပွဲဆဆာချင်းမှာ Man City တင်းကရေပန်းစားမှုပေါ့နော်ကလပ်ဝေါကပ်ကိုရမယ်ဆိုတော့ရေပန်းစားမှုမှာအဆင့်၃နေရာမှာနံပါတ်၁ကကျွန်တော်တို့က Real Madrid နံပါတ်၂က PSG ပေါ့နော် Champion League ဝင်တာ PSG နံပါတ်၃က Man City ပေါ့နော်အခုဆိုရင်ကျွန်တော် Juventus နဲ့ပွဲကအာ Man City ခြေစွမ်းကိုမြင်ပြီးရဲ့နောက်မှာကျွန်တော်တချို့အားကစားဒါ Command နဲ့ဒီ Pay တွေပေါ့နော် Pay တွေကိုကျွန်တော်တို့ဒါ တင်းစာတို့ဒါမျိုးပေါ့ဗျာဂျာနယ်ရီအစဒါမန်စီးတင်းကိုနံပါတ်1နေရာကိုပြန်ပေးလာကြတော့တွေ့ရတယ်။ဗာလဲဆိုလို့ရှိရင်မန်စီးတင်းကဒါကလပ်ဝေါ်ကပ်ပြိုင်ပွဲကိုရဖို့ရေဘန်းအစားဆုံးအတင်းဖြစ်လာတာပဲ။အဲ့တော့ဘာလို့ဒီလိုဖြစ်လာလဲဆိုလို့ရှိရင်လမ်းကြောင်းရဗျာ။မန်စီးရဖိုင်နယ်ထိတွက်မဲ့လမ်းကြောင်းရရှင်းနေတယ်။တစ်ဖက်က PSG နဲ့ Real Madrid ကကြတော့လမ်းကြောင်းကကျွန်တော်တို့နည်းနည်းကျက်နေတာဖြစ်တဲ့အတွက်သူတို့နှစ်တင်းလဲထိတ်တိုက်တွေ့မှာဖြစ်တဲ့အတွက်ဒါမန်စီးတင်းကထိတ်ဆုံးရောက်လာတယ်လို့လဲပြောလို့ရတယ်ဗျာအဲ့တော့ခြေစွမ်းကြောင့်လည်းပြောလို့ရတယ်လမ်းကြောင်းကြောင့်လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ ဘာပဲဖြစ်ဖြစ်မန်စီးတင်းကတော့အခုဆိုလို့ရှိရင်ကျွန်တော်လမ်းကြောင်းလဲရှင်းတယ်ခြေစွမ်းလဲကောင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့မန်စီးတင်းကလပ်ဝေါ်ကပ်ကိုရသွားမယ်လို့တော့ကျွန်တော်အနေနဲ့မျှော်လင့်နေပြီပေါ့နော်အဲ့တော့ညီကိုတို့ကရောမန်စီးတင်းကလပ်ဝေါ်ကပ်ကိုရမယ်လို့မျှော်လင့်လာကိုမမတစ်ချက်တော့ရေးပေးကြပါအောင်ကျွန်တော်ရဲ့တင်ဆက်မှုလေးကိုသဘောကျရဆိုရင်လဲကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်